မြတ်စွာဘုရားကဟောတယ်ပတိရူပေဝတေထေတိမင်းကြီးဘွားတွတ်တဲ့ခြင်းလို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယသူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုယ်ကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဉ္ညာယတောဂိတိသူခင်စေတံဒေဝတတိအောင်မြင်ကြည့်ပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆွလို့တယ်ပေါ့